အဲ့တော့ရွှေဝယ်မယ်ဆိုရင်နားလေတက်ကြွနဲ့သူကိုခေါ်သွားနံပါတ်1ရွှေစည်းပဲစည်းလေပေါ့ချမှာအစည်းဖက်ဖြတ်မှာလားအလေးချိန်ဘလောက်လဲအယောတော့ကဘလောက်ယူတာလဲအခွန်ဘိုးလက်ခအကုံမေးပြန်ပောင်းကြည့်ကိုဟာကို ဟုတ်ပြီဒါဆိုရင် အတွင်းစည်းနဲ့ဘောက်ချဖွင့်အောင်လို့အတွင်းစည်းနဲ့တွက်ရလို့မလို့အယောရမှာအပူဆောင်ယူထားတယ် နော်အပြင်ဈေးကိုကြိုက်အောင်လို့မလို့ပြန်ရောင်းရင်အပြင်ဈေးနဲ့ဝယ်ပါမယ်နော်ဘယ်မှာလဲအဲ့ဒီ evidence ကျမတို့ကိုပြန်ရောင်းရင်အပြင်ဈေးနဲ့ဝယ်ပါမယ်လို့ evidence မပေးနိုင်လို့မပေးနိုင်ရင်မလုပ်နဲ့အဲ့လိုဆိုင်မျိုးမလုပ်နဲ့ကိုပ္ပစံနဲ့ကိုတခိုးတပိုးတွေမဟုတ်ဘူးမဝင်နဲ့မြန်မာလူမျိုးကရွှေကြိုက်တယ်လေတိတ်လားမဖြစ်မနေဆိုရွှေလေးပြေးရှူကြတာလေရွှေလေးပြေးလောက်ကြတယ် အဲ့ဒီပေါ်မှာဟိုမထွက်ပြေးနိုင်ဘူးတခါလေးကြမထွက်ပြေးနိုင်ဘူးဆိုတော့ဗဇက်ကလေးနဲ့အမရဲ့ဆောင်ရွက်တင်နေတော့ရေးနေတယ်အတန်ဖန်းတာတွေဗီဒီယိုနေတော့မလုံးနဲ့နော်ကျမတို့တွေကဒါတတ်မှတ်ထားတာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီလိုလေးတွေတော့ရှိတယ်ဒါကြောင့်မလို့ကျမတို့ကဒီလိုလေးလောက်ရတာမလို့ဒါကျမတို့တတ်မှတ်စီရတော့ဒီဈေးလေးမရဲ့ဒါမဲ့ကျမတို့ကဒီဈေးလေးနဲ့ပြန်ဝယ်ပေးတယ်အမထွက်ပြေးလိုက်အဲ့ဒီကမထွက်တတ်ဘူးလေသူကသဘောက ။ तू ဘလောက်ကလေး तू ချိန်ထားမှာပေါ့။ तू ပတ်ဆက်လေးကဘလောက်လိုတယ်။ဒီရွှေလေးရောင်းလိုက်ရင်ဘလောက်ထွက်လာမလဲ။ဒါဆိုရင်ငါရောင်းတင်လားမရောင်းတင်ဘူးလား။ငါနှစ်ခုရောင်းရမှာလားတစ်ခုရောင်းရမှာလား။အကုန်လုံးပဲရောင်းရမှာလား။အဲဘလို့ရောင်းရမှာလဲထပ်ပြီးရောင်းမလား။ငါလိုအောင်မလား။သိစင်တယ်လေ။မထွက်တတ်ဘူးလေ။တွက်ပေးပါဆိုတော့မရောင်းရင်မတွက်ပေးနိုင်ဘူးတဲ့ရောင်းမှတွက်ပေးမှာတဲ့ကဲ तू ရောင်းချင်မှလဲ तू ငွေကိုက်မှလဲရောင်းမှာပေါ့ဟုတ်လားအဲ့တော့လာတော့ကရော ဝင်တော့ကအဲ့တော့ဝင်ရင်တချိုးရောင်းရင်တချိုးတွေလည်းမလုံးကြနဲ့စားသုံးသူရှိမှလုပ်ငန်းရှင်ဆိုတာရက်တီလို့ရတာကိုင်းကျုံးမီကျုံးကိုင်းမီမယုံမသားမလုပ်ပါနဲ့အဲ့တော့ရွှေစည်းဘယ်လိုစည်းလဲဘယ်လိုဝင်ရလဲကျွန်တော်တို့ပြည်သူတွေမသိဘူးဆိုင်နေတော့ဆိုင်နေကပြောတဲ့စည်းတိုင်းပဲကျွန်တော်တို့လုပ်ရတယ်ပြန်ရောင်းရင်လည်းဒီလိုပဲအခုတောင်လက်တွေ့ ဒါကြောင့်မနှဆိုင်သုံးဆိုင်ပတ်မီလို့ပေါ့ဘောက်ချားလေရောင်းမှုရနှဆိုင်သုံးဆိုင်ရှိလို့မလို့တာရေးတိတာပေါ့တဆိုင်နေပဲဝင်တဆိုင်နေပဲဆိုရင်ဘယ်လိုလုပ်သိနိုင်မလဲနော်ဒါလည်းကျမမလို့ပေါ့ကျမဟိုလူဟိုလိုက်မေးလိုက်ဒီလူလိုက်မေးလိုက်ဟိုမေးလိုက်ဒီမေးလိုက်နောက်တခါဒီမှာရောင်းတာလဲနှစ်ဆိုင်နှစ်ဆိုင်မှာလဲ၁၀သိန်းကျော်လောက် different ဖြစ်သွားလို့ဒါရေးတိတာလေဒီတဆိုင်ထဲမှာပဲသွားရောင်းနေဒီလိုမယိုးမသားဆိုင်နေတွေ့တယ်တဆိုင်ထဲမှာပဲဆိုဒီမှာကြည့်တကြက်သားကို၁၀သိန်းကျော်မနစ်နာသွားဘူးလားချွင်းနေစာတွေပါမနစ်နာသွားဘူးလား ငါချက်သားဘလောက်နှစ်နာဝိုင်းလဲ30ကျော်နှစ်နာသွားပြီမတိဘူးဆိုရင်ဒီဒီဇိုင်းလေးဟိုသာဆိုရင်အခုဒီမှာနှစ်ဆိုင်ကိုရှင်လိုက်တဲ့အချိန်ကြတော့မှအဖြေပေါ်လာတာလေမလုပ်ပါနဲ့နော်မလုပ်ပါနဲ့အဲ့တော့တာဝန်ယူပေးမဲ့သူတာဝန်ခံပေးမဲ့သူမရှိဘူးဆိုရင်လေကျမတို့စားသုံးသူတွေကကျမခုနပြောတဲ့ဟာလေးတွေနဲ့တတိထား check recheck counter check ကိုက transparency ဖြစ်မှာဝယ်မဖြစ်ဘူးလားမဖြစ်ရင်မဝယ်နဲ့ကိုပ္ပစံနဲ့ကိုစိတ်ဆင်းရဲရတယ်ကိုပ္ပစံနဲ့ကို လူပေါင်းဝခံရတယ်ကိုပ္ပစံနဲ့ကိုလူလဲကြခံရတယ်မလုံးနဲ့ကျမတို့ကအခွန်ပေးပြီးဝယ်တာ၎င်းဝယ်တာမဟုတ်ဘူးဒီလိုကလင်ကကျစ်လောက်တာမျိုးဟုတ်ပြီနော်စိတ်ပြက်စရာကစိတ်စိတ်ပြက်စရာ